နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းတန့်စယ်မြို့နယ်ကန်ထူးမရွာကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတက်ခတ်မှုအတွင်းမှာ NUG ပညာသင်ကြားရေးအထက်ပညာတက်ကသောဒုတိယနှစ်အကြောင်းသူမထက်မူအပါအဝင်တေဆုံးသူ17ဦးထိရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ26ရက်နေ့မနက်7:35မိနစ်ခန့်မှာတန့်စယ်မြို့နယ်ကန်ထူးမရွာကိုအကြမ်းဖက်ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။ အကြမ်းမဆက်တဲ့လေချောင်းတိုက်ခတ်မှုအတွင်တင်ကြားရေးအထက်ပညာတက်ကတော်သိပ္ပံရေးဘွဲ့မူလာတန်းပညာရေးအထုပြုဒုတိယနှစ်ပထမနှစ်ဝမှာပညာသင်ကြားနေတဲ့မထမိုးဦးအပါဝင်ပြည်သူ၁၂ဦးသေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရှိသူ၉ဦးထက်မနည်းရှိတယ်လို့သိရပါဗျ။အဲ့ဒီလေချောင်းတက်ခတ်မှုအတွင်းမှာသေဆုံးခဲ့တဲ့မထမိုးဦးဟာတက္ကသိုလ်ဝန်ထမ်းဆောင်မွေးကိုထူးချွန်စွာအောင်မြင်ခဲ့သူတဦးဖြစ်ပြီးတော့တင်ကြားရေးအထက်ပညာတက္ကသိုလ်ရဲ့ ထမြတ်တွက်လက်တဲ့ចောင်းသူတို့ဖြစ်တယ်လို့သိရပါတယ်အနာဂတ်ပညာရေးရဲ့ဆရာကောင်းဖြစ်လာနိုင်တဲ့သမီးကောင်းရတနာတယောက်ဆုံးရှုံးခဲ့ရတဲ့အတွက်မိသားစုနဲ့ထပ်တူတင်ကြားရေးအထက်ပညာတက်ကတော်ဆရာဆရာမများနဲ့တကယ်ချင်းចောင်းသားចောင်းသူများကအထူးပင်ဝမ်းလဲကြောင်းအန်ယူဂျီဂျာကာလာတက္ကသိုလ်ကောင်းစီတင် जा ရေးအထက်ပညာတက္ကသိုလ်ကထုတ်ပြန်ထားပါတယ်။ကန်ထူးမရွာကိုစစ်ခွေးတွေကလေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့တာတေဆုံးသူ၁၂ဦးထိရှိသွားပါပြီ။ပြင်းထန်တဲ့အရရှိသူတွေလည်းပါဝင်ပါတယ်လို့တန့်ဆယ်ဘက်ကဘက်ကတာဝန်ရှိသူကပြောကြားထားပါတယ်။ ။အကြမ်းဖက်ဆက်တဲ့ဟာတန်ဆယ်မြို့နယ်ကန်ထုံးမရွာမှာရှိတဲ့လူစီကားရာနိုဘယ်စီဆိုင်နဲ့စားတောက်ဆိုင်ကိုဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ဒေသုံးသူများထဲမှာကိုဝင်းဆောင်အမျိုးသမီးလဲပါဝင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။